လူတွေတိဆောက်သည့်အခါပျက်စီးလွယ်ပြီးဖျားစီစဉ်သည့်အရာတည်တံ့သည်အသလိသာသနာတော်၏နေ့စဉ်ကျမ်းစာထရှိခြင်းများကိုဝေမျှပေးနေပါတယ်ဘဝင်ပါလ25ရက်နေ့အတွက်ပါရှင်လူကာခန်းကြီး27အခန်းငယ်9မှ17အထိအကြရမှာဖြစ်ပါတယ်ယင်ခရစ်တော်ကဗိမာန်တော်ဖျက်စီးခံရခြင်းနဲ့နောက်ဆုံးသောကာလရဲ့နမိတ်လက္ခဏာတွေအကြောင်းကိုပြောပြထားပါတယ်ဒုက္ခဆင်းရဲကြမှာ တစ္ဆာရှိစွာနိုးကြားစွာနေနိုင်ရန်နဲ့ဘုရားသခင်ကိုယုံကြည်စိတ်ချကြရန်ထမှန်အောင်ဆုထားတဲ့ကျမ်းစာဖြစ်ပါတယ်။ခင်ခရစ်တော်ကဗိမာန်တော်လုံးဝဖြည့်ဆည်းခံရမည်အကြောင်းကြောက်တုံးပေါ်မှာကြောက်တုံးတုံးမြမကြံတော့ပဲခရစ်တော်ကိုယဉ်ပယ်တဲ့သူတွေအတွက်ဖြည့်ဆည်းခြင်းဟာ ကြရောက်မည်ဖြစ်ကြောင်းမိန့်တော်မူထားတာဖြစ်ပါတယ်။ဘုအဖြစ်ပြည့်တွေရဲ့ချိန်နဲ့လက္ခဏာတွေအကြောင်းကိုမေးမြန်းတဲ့အခါမှာ ိုရောပြန်လဲကြွလာခြင်းနဲ့ပတ်သက်တဲ့အမှန်မကန်တဲ့နမိတ်ဖက်ခြင်းတွေနဲ့လှည့်ပြားခြင်း ခံရမှာတတိထားကြဖို့တတိပေးနေပါတယ်။ဒီအချိန်တွေမှာစစ်ပွဲတွေပုံကန်တိုက်ခိုက်မှုတွေငလျင်တွေအစာခေါင်းပါခြင်းတွေကယောဂါတွေနဲ့ကောင်းကင်ကနမိတ်လက္ခဏာတွေဖြစ်ပေါ်လာမှာကိုကိုရောကပြောပြထားပါတယ်။ဒီအရာတွေဖြစ်မဲ့ဆိုပေမဲ့လဲချက်ချင်းဆိုလိုနောက်ဆုံးတော့အချိန်ကိုရောက်ရှိလာမှာမဟုတ်ဘူး။ ဒီအရာတွေကိုလေ့ထားဖို့အသာစီပါတယ်။အဲကြောင့်ဒီမှာအချက်အနေနဲ့လောကရှိအရာခက်သိမ်းဟာမတည်မြဲဘူးဆိုတာကိုမရှုရပါနဲ့။လောကမှာကြီးကျယ်ခန်းနာလာတဲ့မိမှန်တော်အဆောက်အဦတွေပစ္စည်းဥစ္စာတွေအားလုံးဟာပစ္စည်းကြပါလိမ့်မယ်။ခင်ခရစ်တော်ဥမာပေးသလိုကြောက်တုံးတုံးပေါ်မှာကြောက်တုံးတုံးမှာ တင်မနေဘူးဆိုတဲ့အတိုင်းပြန်စီခံရမယ်လို့မိန့်တော်ထားပါတယ်။၎င်းဟာကျွန်တော်တို့လူတို့တိဆောက်ထားတဲ့လောကီအရာတွေဟာခိတ္တမြတာဖြစ်ကြောင်းဒီပြနေပါတယ်။ကျွန်တော်တို့ရဲ့စစ်မှန်သောလုံခြုံမှုဟာအရာဖျားသခင်နိုင်ငံတော်၌သာရှိတဲ့လောကပစ္စည်းဥစ္စာတွေအပေါ်မှာ ရှိတဲ့ဘူးဆိုတာကိုထောက်ရှုပြန်ပါတယ်။ဒုတိယတစ်ချက်အနေနဲ့လှည့်ပြားခြင်းတွေကိုတတိပြုဖို့လိုပါတယ်။ ါနာမကိုအမိပြုပြီးတော့သူတို့ဟာလာကြလိမ့်မယ်။ငါသည်ခရစ်တော်ဖြစ်သည်။နောက်ဆုံးသောအချိန်ရောက်ပြီးစသဖြင့်ပြောဆိုနေတဲ့သူတွေကကျွန်တော်တို့ကိုလှည့်ပြားကြပါလိမ့်မယ်။သူတို့နောက်ကိုမလိုက်ကြဖို့အချင်းခရစ်တော်ကတိတိကျကျသတိပေးနေပါတယ်။ဒါကြောင့်ကျွန်တော်တို့ဟာဝိညာဉ်ရေးဆိုင်ရာတွင်မှယဉ်ကျေးကြဖို့နားမယောင်ကြဖို့လိုအပ်တယ်ဆိုတာကိုဒီနေ့ထောက်ရှင်းနိုင်ပါတယ်။ ရောက်ခင်ရဲ့သွန်သင်ချက်အမှန်တွေကိုသာနားထောင်ကြဖို့ခရစ်တော်ရဲ့သွန်သင်ချက်တွေကိုသာရှာဖွေကြဖို့စိတ်ချမ်းသာအောင်ဆွဲဆောင်ဟောပြောသူတွေထက်ဘုရားခင်နဲ့နီးကပ်စေသူတွေရဲ့စကားကိုသာနားထောင်ကြဖို့ထောက်ရှုပါမယ်။တရားတစ်ချက်အနေနဲ့ဒုက္ခဆင်းရဲခြင်းကြောင့်ခံနိုင်ရရှိဖို့လိုပါတယ်။သို့သဖြင့်ယခုလိုကျွန်တော်တို့တွေဒုက္ခရောက်နေကြတဲ့အချိန်လိုစစ်ပွဲတွေငလျင်တွေအစာခေါင်းမခြင်းတွေ တဲ့ယောဂါတွေနဲ့အရာတွေဟာကျွန်တော်တို့လူဘဝရဲ့အစိတ်အပိုင်းတွေသာဖြစ်ပါတယ်။ခင်ခရစ်တော်ကအီအရာတွေကြောင့်မကြောက်ရွံ့ကြဖို့ကျွန်တော်တို့ကိုမိတ်အားနေပါတယ်။ဒီအစားခံနိုင်ရရှိဖို့နဲ့ဘုရားသခင်ရဲ့စီမံမှုပေါ်မှာယုံကြည်ခြင်းတို့ဖြင့်ယဉ်ဆိုင်ရန်ကျွန်တော်တို့ကိုဖိတ်ခေါ်နေပါတယ်။နောက်တစ်ချက်အနေနဲ့လက်ရှိဘဝမှာအသက်ရှင်နေထိုင်တတ်ကြဖို့လိုပါတယ်။ ပြနာရမယ့်အင်းဝင်လီကျန်းစာဟာအနာဂတ်တွေအကြောင်းပြောထားပါတယ်။ဒီကကျွန်တော်တို့ကိုတောင်းဆိုနေတာကတော့ယခုပြစ်ဆုံးပံအချိန်မှာ သစ္စာရှိစွာနေထိုင်ကြဖို့ဖြစ်ပါတယ်။ကျွန်တော်တို့ဟာအနာဂတ်မှာဘာတွေဖြစ်မလဲဆိုတာတွေကိုခံမှန်းနေမယ့်အစားယခုပေးအပ်ထားတဲ့လက်ရှိအစီအခံမှုတာဝန်ရှိစွာလှုပ်ဆောင်မှုတွေကိုလှုပ်ဆောင်ကြဖို့ကြကြစွာပါဝင်ကြဖို့ဆောင်ရွက်ကြမှာဖြစ်ပါတယ်။ မေတ္တာနဲ့စေခံခြင်းဒီဟူသောဧဝံဂေလိသတင်းစကားကိုနေစဉ်ဘဝအသက်တာမှာလက်တွေ့အကောင့်ထဲပေါ်နေထိုင်ကြရမှာဖြစ်ပါတယ်။နောက်ဆုံးတစ်ချက်အနေနဲ့ညှော်လင့်ခြင်းရှိကြရပါမယ်။ပျက်စီးခြင်းတွေကိုခံမှန်းနေမဲ့အစားဒီပျက်စီးခြင်းတွေကြားရရနေပြီးတော့ဒုက္ခတွေကြားရရနေပြီးတော့ညှော်လင့်ချက်အကြောင်းကိုပြောပြထားပါမယ်။ကျွန်တော်တို့ရဲ့ညှော်လင့်ချက်ဟာသာရအသက်နဲ့ ခင်ခရစ်တော်အားဖြင့်ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာဘုရားသခင်ရဲ့ဂရုတော်တွေပေါ်သာအာယုံစိုက်ကြရပါမယ်။ဒီမျော်လင့်ချက်တွေကကျွန်တော်တို့ကိုမိသည့်အခက်အခဲကိုမဆိုးကြော်လွှားနိုင်ဖို့ရန်အတွက်ကြောက်ရွံ့ခြင်းမရှိဘဲရင်ဆိုင်နိုင်စေဖို့ခွန်အားတွေပေးပါလိမ့်မယ်။ဘုရားသခင်ကဒီနေ့တဖို့ကူညီနေမှာပါဆိုတဲ့မျော်လင့်ချက်ရှိနေဖို့ကျွန်တော်တို့လိုအပ်ပါတယ်။ဘုရားသခင်ကိုယုံကြည်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းအရာတွေကို ဒီနေ့ထောက်ရှင်းပါမယ်။အဲဒါကြောင့်ကျွန်တော်တို့ဘဝအတ္တမှာဆင်းရဲဒုက္ခတွေကြားထဲမှာလောကအရာတွေကမတင်မြဲဘူးဆိုတာကိုသတိထားပါမယ်။လက်ပြခြင်းတွေကိုသတိပြုရပါမယ်။ဒုက္ခဆင်းရဲခြင်းကြားမှာခံနိုင်ရရှိဖို့အပ်ပါတယ်။လက်ရှိဘဝမှာအသက်ရှင်နေထိုင်တတ်ဖို့လည်းလိုပါတယ်ဆိုတာကိုဒီနေ့ထောက်ရှင်းလျက်ဘုရားခင်မှာပုံပုံမျှော်လင့်ပြီးတော့ဘုရားခင်အပေါ်မှာမျှော်လင့်ကြကြောက်တာ ျွန်တော်တို့ရှေ့ဆက်ရမယ့်ဘဝတွေကိုဟွန်အားအပြည့်ဝကြည့်ချက်အပြည့်နဲ့ရှောင်လန်းနိုင်ကြဖို့အတွက်ဒီနေ့ဧဝံဂေလိကျမ်းစာအဖြစ်ဟွန်အားယူကြပါစို့